Sky Daily ကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ဓမ္မစကြာပြိုင်ပွဲကျင်းပရေးအတွက်အကျိုးညီနိုင်အစည်းအဝေးကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နေနေဆက်တောင်တန်းဒေတာသာသနာနှုတ်ကဟအသင်းရန်ကုန်တိုင်းဒေတာကြီးနေဓမ္မပါလာဖောင်ဒေးရှင်းဓမ္မစကြာပြိုင်ပွဲအဖွဲ့တို့ပူးပေါင်းပြီးဓမ္မစကြာပြိုင်ပွဲကျင်းပရေးအတွက် အကျုံညီနိုင်အစီအွေကိုတော့ယမန်နေ့ဂျွန်လ9ရက်နေ့လယ်တနာ ਈ ကပြင်းပြနိုင်မျိုးနဲ့နတ်စင်လန်းရှိတာရုကျောင်းတိုင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်ဓမ္မပါလာဖောင်ဒေးရှင်းတည်ထောင်သူဆရာတော်အရှင်ပါကတာလင်္ကာရသည်ဓမ္မစကြာတရားတော်ဟာဖရာရှင်တိုင်းပထမဆုံးဟောကြားအပ်တဲ့တရားဦးတရားသူဖြစ်သလိုအစီအနှင်းရှိတဲ့အကောင်းဆုံးတရားတော်ကြီးကိုဓမ္မမိတ်ဆွေများအနေနဲ့ အယုတ်တရားဖြင့်ရွတ်ဆိုနေကြခြင်းကိုသာတွေ့ရှိရတာကြောင့်အဆိုပါဓမ္မစကြာတရားဒေသနာတော်ကို ကြင်ကြံပွားများအားထုတ်နိုင်ကြစေဖို့နဲ့ဓမ္မစကြာတရားဒေသနာတော်ကိုကြည်ကြဲပြန့်ပြန့်သိရှိနိုင်စေဖို့စာရာတွေကိုရည်ရွယ်ပြီးအခုလိုပြိုင်ပွဲကိုကျင်းပသွားမှာဖြစ်တယ်လို့ဂျမနီကကျင်းပပြုလုပ်ခဲ့တဲ့ဓမ္မစကြာပြိုင်ပွဲကျင်းပရေးအတွက်အကျိုးညှိနှိုင်းအစီအွေမှသိရပါတယ်။ အဆိုပါပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်လို့သောအသင်းအဖွဲ့များအနေနဲ့2025ခုနှစ်ဇွန်လ15ရက်နောက်ဆုံးထားပြီးရှောက်ထားနိုင်တာဖြစ်သလိုပြိုင်ပွဲကိုဇူလိုင်လ17ရက်နေ့စနေရက်နှစ်ရက်တိုင်တိုင်ကျင်းပသွားမှာဖြစ်ပြီး အသင်း14သင်းသာဝင်ရောက်ရှင်ပြိုင်ရမှာဖြစ်တာကြောင့်ဓမ္မစက်ကြာရုပ်စုပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်လို့သူများအနေနဲ့ရှန်ကုန်တိုင်းဒေသကြီးသာသနာ့နှုတ်ကဟအသင်းဖုန်းနံပါတ်39 939 1113ကိုဆက်သွယ်လျှောက်ထားနိုင်ပါကြောင်းနိဗ္ဗာန်အကျိုးဆိုရင်ဥရလူစနေမှုအမြန်လျှောက်ထားကြပါစို့လို့တည်ငောင်းလေးပါအပ်လိုက်ပါရရှင်။